။ MPF ဖိလစ်ပင်းမှာအခုခေတ်စားနေတဲ့တပွဲထိုးစူယူဘာစီယာအကြောင်းလေးနည်းနည်းပြောမယ်။ဒီအကွက်ကလက်ရှိကမ္ဘာချန်ပီယံ Honor ဖိလစ်ပင်းကိုစော်ဒီမြေ MSC သွားဖို့ဂိမ်းတပွဲ free အလကားဖန်တီးပေးနိုင်ခဲ့သလိုတခြားသောဖိလစ်ပင်းအသင်းတွေလည်း Best of 5 series တွေမှာတပွဲတော့တော့တုံးကြတယ်။စူယူဆိုတာဂျန်ဂလာဟီးရိုးတွေထဲမှာ scale 1 2နဲ့တင်အာလီချလိုအကောင်းဆုံးဂျန်ဂလာဖြစ်တယ်လို့ဘာစီယာကလည်း အာလီမိုဘိုင်လတီအများဆုံးနဲ့ဘတ်ကူတာတွေခြတာတွေမှာ damage အများဆုံးရုံမှာဖြစ်တယ်အဲဒါကြောင့်မလို့အသင်းတွေကဘယ်လိုဆော့လဲဆိုရင်စလာတာနဲ့ဆူယူးက blue bat စာ level 2ရောက်ပြီဆိုတာနဲ့သူများ red buff နားက buff အသေးလေးကို သွားစားတာဘာစီယာကိုရိုင်းကလည်း revitalize နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်ကလည်းလာချရတာတော်တော်ခက်တယ်သူများဘက်က buff အသေးလေးတွေသွားစားပြီးတော့မှကျန်တဲ့ကို red buff ကို ပြန်စားတယ်ပေါ့လေ ဒီတပွဲထိုး play style နဲ့စလာတဲ့ကအသာဆော့လို့ရတယ်ဒါပေမဲ့ပြိုင်ပွဲတွေမှာကတော့အများတန်းကြီးတော့ဆော့လို့မကောင်းဘူးဒီမှာဆိုရင်ဖယ်ကွန်ဘက်ကရှေ့ပွဲတုန်းကအဲ့လိုလှုပ်ထားတော့ liquid အနေနဲ့တော်တော်ကြီးကိုတတိထားပြီးတော့ buff ကဆော့တယ်ဒါပေမဲ့ brother တို့အနေနဲ့က ram မှာဆိုတော့တပွဲထိုးကောင်းကောင်းကြီးကို ဆော့လို့ရတယ်နောက်ထပ်အနေနဲ့ suyu bazia ပစ်တာနဲ့ faster တဲ့ကအလကားရနေပြီ suyu skate 2 bazia skate 2နဲ့တင်ကိုထွက်ထွက်ချင်းတာတဲ့ကိုအမြန်4ချ ဆယ်ဆက်ကန့်အတွင်းအမြန်ယူလို့ရတယ်တဖက်ကဘတ်တယ်ဆက်ရပ်တောင်မတရသေးဘူးကိုကတတ်တယ်ပြီးနေပြီအဲ့လောက်တောင်မြန်တာတကယ်လို့ဟိုက လာချတယ်ဆိုလို့ရှိရင်လေဘတ်တယ်တိုးချပေးလိုက် Hero Impact အရာစူယူဘာစီယာကိုဘလို့မှမကြော်ဘူးဘာစီယာကိုတိုင်ကကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောသလိုလက်ရှိမတာနေတဲ့ enemy ရဲ့ revitalize တွေကိုကောင်းကောင်းကောင်းတာသလို သူကိုယ်တိုင်ကလည်း revitalize ယူလို့ရတာဖြစ်တဲ့အတွက်ဒီစူယူဘာစီယာနှစ်ကောင်ပေါင်းတာကတော်တော်ကြီးကို အုပ်ပြီးတဲ့နောက်ထပ်စူယူးတွေရဲ့ထောင်းစံအတိုင်းပဲအာလီဖတ်စတာတဲ့တာပြီးဆိုတာနဲ့သူများဘက်ကဘတ်အသေးတွေကိုလိုက်စားတာအလုံးတိကျမှာပါအဲ့လိုကောင်းမျိုးကိုဘာစီယာနဲ့တွဲပေးလိုက်တော့ကြားကိုအတောင်ပံတက်ပေးလိုက်တယ်လို့ပဲလှုပ်ရှင်တိုင်းတွေအကုန်လျှောက်လို့ရောတင်းဖဲကွန်ရဲ့စူယူးကိုကြည့်မယ်ဆိုရင်သူများဘက်ကဂျန်ကယ်ဆုံးမှကြီးပဲအဲ့လိုမျိုးဘတ်အသေးလေးတွေလိုက်စားပြီးတော့ level ဖြတ်ချလို့အရန်ကောင်းတယ်ဒါပေမဲ့ဒီ draft က အာလီကိုကတဖက်ချံကဲဆုံးကိုအဝင်လွန်ပြီးတော့တိတ်သွားတာတို့ဘာစီယာနဲ့စုယူတေချာမချနိုင်ပဲကော်နက်ရှင်လွတ်နေတာတို့ဖတ်စတာတဲ့မဆခင်အခုလိုမျိုးနည်းနည်းလေးကြုံနေလို့ရီထရီပေါက်ပြီးပြေးရတာတို့အဲ့လိုမျိုး error တက်သွားတာမျိုးတွေဆိုရင်တွားပြီ draft ရဲ့ composition ကိုကတာရင်လည်းအရန်တာသွားမယ်ကိုကအမှားသွားလို့ပြန်ရင်လည်းတပွဲလုံးနှိမ့်သွားပြီးပြီးသွားပြီးအဲ့လိုမျိုးလက်ကိန်းပါညာမှာတော့ ဘာစီယာစုယူနဲ့လော့စန်ဂျန်ဘတ်လောင်းလိန်စပလစ်ပုရှ်ဘာညာတော့ရတယ်ဒါပေမဲ့အကောင်းဆုံးကတော့အာလီကိုအတာဆုံးနဝဖြတ်ချဆော့ဆော့အန်ဒါကတော့ MPL ဖိလစ်ပင်းမှာတပွဲထိုးတုံးလို့ရတဲ့စုယူဘာစီယာပေါ့လေဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ရက်တွေလဲ MPL ဖိလစ်ပင်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးလာဖို့ရှိပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye